ပြောင်းကြီးကိုအားလုံးပဲမင်္ဂလာပါမေလ20ချဲစီတင်းရဲ့နောက်ဆုံးလေးတဲ့အစားအသောက်တွေကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ချဲစီတင်းရဲ့ Mayfair Club ဖြစ်တဲ့ Satra Vault ကိုတွားရောက်ကစားနေတဲ့ Farsita လေး Andy Santo ဟာရှာဒီကောမှာချဲစီတင်းကိုပြန်လည်ပူပေါင်းတော့မှာဖြစ်ပါတယ် Andy Santo ကဘောလုံးဖြတ်တုံးမှုပြန်ပြင်တိလီကူမှာအများဆုံးလောက်ထားတဲ့ကစားမှာလည်းဖြစ်ပြီးတော့34ပွဲကစားထားရမှာ10ဂိုးတွန်းပြီးတော့5ချီဖန်တီးထားတဲ့ကစားမှာကောင်းလေးလည်းဖြစ်ပါတယ်ချဲစီတင်းရဲ့ကစားမှာဖြစ်တဲ့ Vanoy Federation ကို အင်တာမီလန်တင်းဟာဂျာတို့ရဲ့ယာတီကုံမှာပေါ့အပြောင်းရွှေ့မှာထိတ်ဆုံးဆင်းရံနေပြစ်မှတ်ထားနေလို့သိရှိရလည်းဖြစ်ပါတယ်။ရှယ်စီတင်းဟာပီလာတင်းဟာနေယာတီကုံမှာထွက်ခွာမဲ့မာတီနက်ကိုဘာစီလိုနာအက်လက်တီကိုမထွတ်တို့အတင်းတို့နဲ့အတူအပြိုင်စိတ်ဝင်စားနေရလည်းဖြစ်ပါတယ်။တစုံတရာချင်းကပ်မှုမျိုးတော့မရှိသေးဘူးလို့သိရှိရတာလည်းဖြစ်ပါတယ်။ဒါကတော့ရှယ်စီတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးလေးတဲ့တွင်တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ ဒီ app တို့တော်တော်မတုံးနဲ့ YouTube တုံးတဲ့ညီကိုတွေအနေနဲ့လည်းကျွန်တော်အောက်မှာပေးထားတဲ့ link အနေနဲ့ YouTube ကို subscribe လုပ်သွားပြီးပို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာ